ုတေတီရဲ့ခံမှန်းချက်ရကျွန်တော်တို့ကဘွားတစ်ခုကိုအဆုံးသတ်ကြည့်နေဖြစ်တယ်ဆိုရင်အချိန်တွေဘလို့ကုန်တယ်ဆိုတော့33နှစ်ကအိပ်ရထဲမှာကုန်တယ်အဲ့ဒီ33နှစ်ထဲမှာ9နှစ်ကအိပ်ပျော်ကြိုးစားနေရင်လည်းကုန်အလုပ်ထဲမှာ73နှစ် TV နဲ့ social media ကြီးတာ17နှစ်အမျိုးသမီးတွေအပြင်ထွက်ဖို့ပြင်လာစင်တာ136ရက်အမျိုးသားတွေက46ရက်ရရတာ115ရက်အဲ့လို့ဆိုတော့ဘလောက်ပဲကြံကြလဲ၈နှစ်နဲ့2လ ဒါပဲဘဝတစ်ခုပြပြဝဝနဲ့အကျိုးရှိရှိနေနိုင်ဖို့အတွက်အချိန်ဟာရှင်းနေတဲ့နှစ်လပဲကျန်တော့အဲဒါကြောင့်ဒီဗီဒီယိုကအချိန်ဖြုန်းတော့ရက်လိုက်ပြီးတော့ခမည်းဘဝကိုဘယ်လိုပြန်ထိန်းချုပ်ရသလဲဆိုတဲ့အကြောင်းပဲအထူးဖြင့်ကျွန်တော်လောက်ခဲ့မိတဲ့အမှားတွေအကြောင်းလည်းပြောပြချင်တာပေါ့လေတတ်ဖို့ရှိပါ They are precious logical versus creative ချိန်ဖြုန်းစာနဲ့ပတ်သက်ပြီးတော့အကြီးမားဆုံးအမှားတစ်ခုကတော့ logical အလုပ်တွေနဲ့ creative အလုပ်တွေကိုရောပြီးတော့လုပ်နေမိရပါပဲကျွန်တော်တို့အုံနောက်က logical အလုပ်တွေကိုလုပ်နေပြီးဟေးဆိုရင်သုံးတာဘယ်ဘက်အချမ်း creative အလုပ်တွေလုပ်နေပြီးဟေးဆိုရင်သုံးတာညာဘက်အချမ်းကိုလုပ်တဲ့ကိစ္စပေါ်မူတည်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်အတူအသုံးပြုတဲ့စွမ်းရည်နဲ့စွမ်းအားကလည်းမတူအဲ့လိုမတူတဲ့ကိစ္စတွေကိုရောလုပ်နေမိပြီးဟေးဆိုရင်ကျွန်တော်တို့အုံနောက်ကအရန်ပင်ပန်းလာတယ် အခြေတရားလည်းအများကြီးပို့ကုန်လာရောဥပမာခင်ဗျားတနေ့ကုန် data တွေကိန်းကဏ္ဍတွေ analytics တွေနဲ့ meeting တွေလုပ်လျင်ရာကနေပြီးတော့ရုပ်ရည်ကြီး creativity နဲ့ဆိုင်တဲ့ကိစ္စတခုကိုထပြီးလုပ်လိုက်တာမျိုးပေါ့မိန်ကွန်းရေးတာတို့ presentation တခုကိုဖန်တီးတာမျိုးပေါ့အဲ့လိုလုပ်ပြီးတယ်ဆိုရင်ကျွန်တော်တို့အုံနောက်ကသွားပြီကျွန်တော်တို့အုံနောက်ကတစ်ဖက်ကနေတစ်ဖက်ကို စကန့်ပိုင်းပဲမပြောင်းနိုင်သူတေသနာရဆိုရင်တစ်ဖက်ကနေတစ်ဖက်ကိုကူးဖို့က25မိနစ်လောက်ကြာတယ်တဲ့ အလားကိုတိမှုကူပြောင်းခြင်းကုန်ကြားစေ cognitive switching course လို့ခေါ်ကြဒီကိစ္စက creativity နဲ့ဆိုင်တဲ့လူတွေဆိုရင်တော်တော်ခံရတယ်ဥပမာကိုကစောင်းမားတစ်ပုဒ်ရေးနေရနေပြီးတော့ရုပ်တရက်ကြီးထပြီးတော့ email ဖတ်လိုက်ရတာမျိုးပေါ့စောင်းမားရေးတဲ့ဆိုတာ creativity နဲ့ဆိုင်တဲ့အလုပ်အုံနောက်ကညာဘက်ခြမ်းကိုတုံးတယ် email ဖတ်တဲ့ email ပြန်တယ်ဆိုတာ logical အလုပ်အုံနောက်ရဲ့ဘယ်ဘက်ခြမ်းကိုတုံးပြီးလောက်ရတာ အဲ့မှာသွားတော့တာပဲအုံတော့တစ်ဖက်နဲ့တစ်ဖက်အကူမာတဲ့ကို mood ဝင်လာဖို့တော့ကမိနစ်စိတ်လောက်ကြာတယ်အဲ့လားအပြင် အုံတော့ကလည်းတီးတဲ့အတိုင်းပဲကိုက inbox လို့တော့ပိတ်ပြီးနေပြီသူကတော့ပိတ်သေးတာမဟုတ်အုံနောက်ထဲမှာအတွေးတွေကတိုးတိုးတန်းတန်းနဲ့ဆက်ပြီးတော့ကြံနေတတ်တာမျိုးအဲ့မှာဒီဘက်က creative အလုံးမှာပြန်ပြီးတော့ mood ဝင်လာဖို့တော့ဆိုရင်နောက်ထပ် mini အစိမ့်လောက်ကုန်ပါလေရောအဲ့မှာတနေ့တနေ့အချိန်တွေပို့ပို့ကုန်နေရောတာပဲအုံနောက်ကလည်းပင်ပန်းနဲ့ခေါင်းရမ်းပူတယ် ကျွန်တော်ကတော့အဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းလဲဆိုရင်မနေ့ရောက်လာပြီဆိုတာနဲ့ကိုဒီနေ့လုံးမဲ့အလုပ်တွေကိုခြာရေးလိုက်တယ်။ပြီးတဲ့အခါကျတော့အဲ့ဒီအလုပ်တွေမှာဘယ်ဟာ logical လဲဘယ်ဟာ creative လဲခွဲလိုက်တယ်။ဖြစ်နိုင်ရဲ့အဲ့ဒီအလုပ်တွေကိုအချိန်မလောက်ကြာမလဲဆိုတဲ့အကြံပြင်းလေးပါခြာရေးထားလိုက်တယ်။ပြီးတဲ့အခါကျရင် logical အလုပ်တွေက logical အလုပ်တွေပဲတသက်တစ်ချိန် creative ဆိုင်တဲ့အလုပ်တွေက creative နဲ့ဆိုင်တဲ့တစ်ချိန်တသက်စီခွဲပြီးတော့ကိုလှုပ်လိုက်တယ်။အကယ်၍ကိုလုံးမဲ့အလုပ်က logical အလုပ်လားအုံနောက်ရဲ့ဘယ်ဘက်အချမ်းကိုသုံးတာလားဒါမှမဟုတ် creative အလုပ်လားအုံနောက်ရဲ့ညာဘက်အချမ်းကိုသုံးတာလားကိုယ်ကပဲပြားမသိဘူးဆိုရင် ChatGPT ကိုသွားမေးလိုက်သူပြောပြလိုက်ကျွန်တော်ကတော့၄တနေ့ပါ creative morning နဲ့ logical afternoon ဆိုပြီးတော့ခွဲခြားပလိုက်အဲ့ရနိုးလာပြီးကစားအချိန်တွေဆိုရင် video script ရေးရတာတို့ video idea တခုကို brainstorming လုပ်ရတာတို့ကပို့ပြီးတော့အဆင်ပြေတယ်နေခဲ့ပဲရောက်လာပြီဆိုရင်တော့လူက energy ကလည်းကျတာရောအဲဒီအခါကျရင်တော့ရိုက်ထားတဲ့ footage လေးတွေကို organize လုပ်တာလို့ video ဖြစ်နေသုံးမဲ့ video လေးတွေလိုက်စာပြီးတော့ download ဆွဲတာလို့ email ပြန်တာလို့ comment တွေကို reply လုပ်တာလို့အဲ့လို logical အလုပ်လေးတွေကိုနှိမ့်ကင်းဖက်တွေမှာရွေးပြီးတော့လုပ်ဖြစ်ဒီလိုနှစ်ပိုင်းခွဲတဲ့ကိစ္စကရက်လိုက်ခွဲထားလဲရပါဥပမာ Monday က creative Tuesday နဲ့ Wednesday က logical Thursday က creative စသည်ဖြင့်ပေါ့ အဲ့ဒါလိုခွဲထားလိုက်ရင်ကိုယ်အုံနောက်ကတစ်ဖက်ကနေတစ်ဖက်ကိုခဏခဏကူးနေစရာမလိုတော့တဲ့အတွက်ပင်ပန်းတာတက်တာလေအချိန်ကုန်လည်းတက်တာပြီးတော့ဘန်းနောက်ဖြစ်ဖို့ကလည်းခဲရင်သွားတယ်အချိန်နဲ့ပတ်သက်လာရင် energy management ကအရန်အရေးကြီးတယ်အချိန်ကတန်ဖိုးရှိတယ်ဆိုတာသိပေမဲ့ကိုက energy မရှိရင်လည်းဘာမှမလုပ်ဖြစ်ပြန်ကျွန်တော်ရဲ့ပထမအမလောအောင်မဲ့ကိစ္စတွေကို logical လား creative လားမခွဲထားမိရဒုတိယအမအရတော့ energy management မလုပ်ဖြစ်တဲ့ကိစ္စကျွန်တော်တို့ကကို energy ကဘယ်အချိန်တွေမှာမြင့်နေတယ်လဲဘယ်အချိန်တွေမှာကျနေတယ်ဆိုတဲ့ကိုကုတ်ကိုသိရကိုကမနဆောဆောထပြီးတော့အလုပ်လုပ်တတ်တဲ့ morning person လားဒါမှမဟုတ်ညဘက်တွေမှာအလုပ်လုပ်တတ်တဲ့ night owl လားကိုကုတ်ကိုသိရကို energy ကဘယ်အချိန်မှာအမြင့်ဆုံးလဲဘယ်အချိန်မှာ peak အဖြစ်ဆုံးလဲကိုကုတ်ကိုသိရ content creator အများစုကတော့မနေ့ပိုင်းတွေမှာ energy peak ဖြစ်တာတွေ့ရတယ် ဲ့ဒါကြောင့် video idea ရေးစဉ်းစားတာလို့ script ရေးတာလို့ဆိုရင်မနက်ပိုင်းလေးမှာလုပ်ပြီးတော့နေ့ကင်းဘက်တွေလည်းရောက်လာပြီးဆိုရင် energy ကလည်းကျလာပြီးဆိုတော့ video editing လုပ်တာလို့ comment တွေ reply လုပ်တာလို့အဲ့ဒါမျိုးလေးတွေကိုပြောင်းပြီးတော့လုပ်ပြီးတော့ break you တတိယအမှားအဲ့ဒါ break me you ဖြစ်တဲ့ကိစ္စလူဆိုတာကသိတဲ့အတိုင်းပဲဘယ်သူမှဒီ screen တွေကိုတနားကြီးနားကြီးအကြာကြီးကြည့်မနေနိုင်ဘူးတကူကူကို focus ထားပြီးတော့အလုံးလုံးတဲ့ဆိုရင်လည်း တနာရီနှစ်နာရီအချိန်ကြာကြီး focus ထားပြီးတော့မလုံးနိုင်ရအဲဒါကြောင့်မလို့ break you 45မိနစ်မိနစ်50လောက်အလုပ်လုပ်ပြီးတော့ထိုင်အားထခြေစမ်း lesson လေးပါလေးလုပ်လမ်းလေးပါလေးနည်းနည်းပါးပါးလျှောက်ခါလေးပါလေးချူအဲ့လို break you လိုက်တယ်ဆိုရင်ကိုကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပြန်ပြီးတော့ physically mentally ပြန်ပြီးတော့ကြည်လင်သွားလိမ့်တခါလေကြောင့်လည်းမလုံးဖြစ်ပါဘူးသိတယ်မို့လားကိုကရေးနေရင်းနဲ့ စိတ်ကအရန်ပါသွားပြီးတော့တနာ ਈ ကုန်လို့ကုန်သွားမှလည်းမသိနှစ်နာရီကုန်လို့ကုန်သွားမှလည်းမသိဆိုတော့အဖြစ်မျိုးတွေနဲ့ကြုံရတတ်ပါဒါပေမဲ့လည်းဒီအချင်းကအကောင်းသလားဆိုတော့အကောင်းလည်းမကောင်းဘူးပေါ့တခုရှိတာကတော့ခင်ဗျားကလုံးဝမဲ့အလုပ်တွေကို logical နဲ့ creative နဲ့ခွဲထားစေဦးတော့ energy management လည်းလုပ်နေစေဦးတော့ break တွေလည်းယူနေစေဦးတော့အေးရေးဝဝမအိတ်ထားဘူးဆိုရင်အလုပ်တွေကမဖြစ်ပြန်ဘူးအဲ့ဒါကြောင့်အိတ်ဆက်ခြင်းကိုလည်းဦးစားပေးရအေးရေးဝဝအိတ်နိုင်အောင်လုပ် ျွန်တော်ရဲ့စရုပ်သားအမအဲ့ပါပဲအေးဝဝမအေးဖြစ်တာအေးဆက်ချင်းဆိုတာတတလုံးဘလို့မှရှောင်လွယ်လို့မရပါဘူးခဏတစ်ဖြုတ်တော့ရွှေဆိုင်ထားခြင်းရွှေဆိုင်ထားလို့ရတညနှညတော့မအေးဖန်းနဲ့ postpone လုပ်ထားမယ်ဆိုရင်လုပ်ထားလို့ရဒါပေမဲ့တစ်ချိန်ချိန်မှာတော့ခင်ဗျားအိတ်ကိုအိတ်ရမှာပဲအဲ့ဒါကြောင့်အေးဆက်ချင်းနဲ့ပတ်သက်ပြီးတော့အသိဉာဏ်ရှိဖို့လိုတယ်အေးဆက်ချင်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြည့်ပြီးတော့လေ့လာထားလိုက်အကြံပြင်းပြောရမယ်ဆိုရင်တော့ပုံမှန်အိတ်ချိန်နဲ့ထားခြင်းရှိဖို့လိုတယ် ညာအိတ်ခန့်နေပြီးဆိုရင်ဖုန်းမသုံးတော့ဘလူးလိုက်တွေကိုရှောင်အောင်စာဖတ်တာတို့ဂျာနယ်ရေးတာတို့အားမျိုးလေးတွေကိုလှုပ်အောင်တညာလုံးမအိတ်ဖဲတဲ့ညာလုံးပေါင်းအလုံးလုံးလိုက်တွေဆိုတာမျိုးဟာခဏခဏမလှုပ်တဲ့တခါတလေတော့လှုပ်လို့ရတယ်အရေးကြီးရင်ကြီးသူ့ကိုလှုပ်လိုက်ဒါပေမဲ့အချင်းတစ်ခုလိုမျိုးဆွဆွဲမဲမဲတော့မလှုပ်တဲ့ခမားကပို့ပြီးတော့ပြင်းပြင်းထန်ထန်နဲ့ကြိုးစားဖို့လုံနေတာမဟုတ်ဘူးပို့ပြီးတော့ထက်ထက်ပြင်းပြင်းနဲ့လုံလိုက်အောင်ပဲလုံနေတယ်တိတယ်မလား it's not about walking harder it's about walking smarter အဲ့ဒါကြောင့်ကိုယ့်ရဲ့ energy ကိုကာဝယ်ပါကိုယ့်ရဲ့ energy ကိုဂရုစိုက်ပါ သိတယ်မလားကျွန်တော်တို့က၈နှစ်နဲ့၂လပဲအချိန်ရတာအဲ့ဒါကြောင့်အလုပ်တွေကို logical လား creative လားခွဲပြီးတဲ့အခါကျတော့ကိုယ့် energy အကြောင်းကိုကိုယ်သိအောင်လုပ်ကိုယ့် energy ကဘယ်အချိန်မှာအမြင့်ဆုံးလဲ morning လား afternoon လား evening လားပြီးတဲ့အခါကျတော့ break လဲပုံမှန်ယူပြအောင်ယူပြီးတဲ့အခါကျတော့ ဟင်းရည်လည်းဝါးဟဲ့အဲ့ဒါမှကိုယ့်ရဲ့ physical energy ကလည်းကောင်းနေပြီးတော့တနေ့တနေ့အချိန်ကုန်တက်တာနေမှာ mental energy နဲ့ပတ်သက်လာရင်တော့ကိုယ်ရည်မှန်ချက်နဲ့ကိုယ်ဆန္ဒကိုထပ်တူကြအောင်လုပ်ထားဖို့တော့လိုပဲကိုယ့်ရဲ့ ambition နဲ့ကိုယ့်ရဲ့ desire နဲ့ကို align ဖြစ်အောင်လုပ်ရမှာပေါ့နော်မလုံးနိုင်ရင်တပွားလုံးအချိန်လေးသာကုန်သွားတယ်အဓိပ္ပာယ်ရှိတယ်လည်းမခံစားရဘူးပျော်လည်းမပျော်ဘူးဆိုတာမျိုးဖြစ်သွားမှာဥပမာကိုယ့်ရည်မှန်ချက်ကဆရာဝန်ဖြစ်ခြင်း ဒါပေမဲ့ကိုယ့်ရဲ့စံနာကကြတော့စာမကျက်ချင်ဘူးအဲလားဆိုရင် ကိုယ့်ရည်မှန်းချက်နဲ့ကိုယ့်ရဲ့စံနာနဲ့ကအလိုက်မမညီဘူးအဲ့ဒါလို့ရည်မှန်းချက်နဲ့စံနာနဲ့ကအလိုက်မမညီဘူးဆိုရင် ပင်ပန်းနွမ်းနဲ့တာပဲရမှာပျော်လဲပျော်ရမှာမဟုတ် ambition without desire equal exhaustion ကိုယ့်ရဲ့စိတ်ကပင်ပန်းနွမ်းနဲ့နေတယ်ဆိုရင်ကိုယ်လုပ်တဲ့အလုပ်တွေကမတွင်ကျယ်တော့ လုံးချင်းစိတ်မရှိရဲ့တွင်တခုခုလုံးပြီးဟေးဆိုရင်အချိန်နေဆွင်းနေပြီးတော့အချိန်နေပိုကုန်လာရဲဆိုတာမျိုးတွေဖြစ်လာပါလေရောမဖြစ်ဖြစ်အောင်လုပ်ပြီးသွားတော့လည်းပျော်ရယ်လို့မခံစားရဘူးကိုယ့်ရဲ့ mental energy ရဲ့အောက်ကိုထိုးထိုးပြီးတော့ကိုကြအဲဒါကြောင့်ရီမန်ချင်းတဲ့ဆန္ဒကိုထပ်ထူကြနေအောင်လှုပ်ထားဖို့လိုမယ်ရီမန်ချင်းတဲ့ဆန္ဒနဲ့ထပ်ထူကြနေတယ်ဆိုရင်လုံးချင်းစိတ်ရှိလာမယ်လုံးချင်းစိတ်ရှိတယ်ဆိုရင်အလုပ်တွေကလည်းပို့ပြီးတော့တွင်ကျယ်လာလိမ့်မယ် ပင်ပန်းနဲ့လို့လည်းမခံစားရအောင်လှုပ်ချင်းစိတ်ရှိတယ်ဆိုရင်အလုပ်တွေကတနားကြီးနှစ်နာရီတွင်းပြီးရလှုပ်ချင်းစိတ်မရှိဘူးဆိုရင်တစ်ရက်လည်းမပြီးနှစ်ရက်လည်းမပြီးနဲ့အလို့ဆိုတော့ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ကိုယ့်ရဲ့ဆန္ဒနဲ့ကထပ်တူကြမနေဘူးဆိုရင်ဘယ်လိုလုပ်ရမလဲခုနကပြောသလိုပေါ့ဆရာဝန်တော့ဖြစ်ချင်တယ်ကိုယ့်ရဲ့ရည်မှန်းချက်ကဆရာဝန်ဖြစ်ချင်တယ်ဒါပေမဲ့ဆန္ဒကတော့အစာမကျက်ချင်ဘူးအဲ့လိုမျိုးဆိုရင်ဘယ်လိုလုပ်ရမလဲဝဲရှင်းရှင်းလေးအဲ့ဒီနှစ်ခုတည်းကတစ်ခုကိုပြောင်းလိုက်ပေါ့ဥပမာကိုကစာမကျက်ချင်ဘူးအဲ့ဒါဆိုရင်ကိုယ့်ရဲ့ရည်မှန်းချက်က ဆရာဝန်မလုံနဲ့တော့စီးပွားရေးသမားတို့ဘာလို့လုံမီလီယံနာတထေးလုံမယ်ပေါ့နော်စရည်တယ်ပေါ့ကိုကစာရေးတာစာဖတ်တာကိုမလုံချင်ဘူးဆိုရင် ကိုရဲ့ရည်မှန်းချက်ကစာရေးဆရာ ဖြစ်လို့မရဘူးကိုကထိုင်ကုန်မှာအကြ ాయి မထိုင်ချင်ဘူး screen တွေကိုအကြ ాయి မကြည့်ချင်ဘူးဆိုရင် ကိုရဲ့ရည်မှန်းချက်က gamer တို့ streamer တို့ဖြစ်လို့မရဘူးအဲ့လိုမျိုးပေါ့ရည်မှန်းချက်နဲ့စံသားနဲ့မတူဘူးဖြစ်နေတယ်ဆိုရင်အဲ့ဒီနှစ်ခုရဲ့တစ်ခုကိုပြောင်းပြရ ကိုလုံးနေတဲ့အလုပ်တွေကလည်းကိုစံသားနဲ့ထပ်တူကြမှာကိုကစိတ်ပါလက်ပါလုပ်ဖြစ်မှာအဲ့လိုစိတ်ပါလက်ပါလုပ်ဖြစ်မှာပဲအချိန်ကုန်တက်တာပြီးတော့ဘဝကိုပြေပြေဝဝနဲ့နေနိုင်မှာသိတယ်မလားကျွန်တော်တို့က၈နှစ်နဲ့၂လပဲအချိန်ရ my precious လေး ਜੀ မန်းချက်နဲ့ပတ်သက်တာတွေကိုဒီဗီဒီယိုထဲမှာကြည့်လို့ရပါတယ်။သိတယ်မလား?ခင်ဗျားရဲ့ ਜੀ မန်းချက်ဆိုတာခင်ဗျားကိုယ်တိုင်ပဲဖန်တီးရတာ။တွတ်ကြည့်လိုက်